လေးလတာကာလအတွင်းပြည်တွင်းစားအုပ်စီ တပိတ်တာလက်ကားရည်ညွှန်းစီ660ချက်ခန့်စာဆင်းလာကြောင်းစားသုံးစီတင်သွင်းတို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေသိရပါတယ်စားအုပ်စီအဓိကထုတ်လုပ်တဲ့အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှမြန်မာနိုင်ငံကို CIF စနစ်အရာတင်သွင်းနေတဲ့စားအုပ်စီတန်းစီနှုန်းက2025ခုနှစ်ဇန်နဝါရီလမှစက်တိုက်စာဆင်းလာခဲ့ရာပြည်တွင်းစေးလေလိုက်ပါစာဆင်းလာတာပါ ကော်မတီအနေနဲ့ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့စောင်းစီကိုပြည်ပမှဝယ်ယူတင်သွင်းရမှာစောင်းစီတင်ပို့တဲ့နိုင်ငံတွေရဲ့ဈေးနှုန်းအတက်အကျပုံမူတည်ပြီးပြည်တွင်းမှာဖြစ်တင်ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေဖြစ်ပေါ်စေရေးကိုထိန်းချောင်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်ပြည်ပမှာစောင်းစီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရမေလ12ရက်မှ18ရက်နေ့အထိရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ်တပိဒါကို6620ကျပ်သတ်မှတ်ကြောင်းကော်မတီကအတည်ပြုထုတ်ပြန်ကြေညာထားပါတယ် ပြည်ရင်းစစ်ကောအတွင်အဆိုပါထုတ်ပြန်ကြေညာထားတဲ့စေနှုန်းထက်စေနှုန်းမြင့်တင်ရောက်ချခြင်းဈေးကစားဖို့ရွယ်ချက်နဲ့တူလုံချင်းအပါအဝင်မတမာတဲ့လှုပ်ဆောင်မှုတွေပြုလုပ်ပါကအရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်တော့မယ်လို့ဆိုပါတယ်စောင်းစီလက်ကရင်းညွန်းစင်းလုံးကိုပတ်စင်တနင်္လာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီးစားသုံးသူပြည်သူတွေအနေနဲ့စားသုံးသူရေးအဥစီဌာနရဲ့ website www.doca.gov.mm နဲ့ Facebook page တွေမှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းပါခင်ဗျာ။ life. <laughs>